ကိုကိုတိုင်းလည်းဟိုလှုပ်လို့ရတဲ့တိုင်းလာတခုရှိရဆိုတော့ကိုကိုတိုင်းလှုပ်တာပဲများပါတယ်ကိုတိုင်းလှုပ်လို့မရတဲ့ဟာမျိုးဆိုရင်အစတွေကလည်းမယွေးတာလည်းပါတယ်ဘာဆိုတော့ကိုတိုင်းလှုပ်လို့မရမှတော့တခြားလူကလည်းမလှုပ်စီချင်ဘူးရေကောင်းလို့မကြည့်ဘူးမယူရမဆိုင်ရဘူးသူငယ်တော့ကစောခဲ့တဲ့ဟာတွေပေါ့လေဒါအချိန်ကြီးမှာသုံးပြောင်းဝင်တဲ့သဘောပါပဲဟုတ်ငယ်ကတော့တစ်ပေတက်နေကြပါဘူးအဲတစ်ပေတက်တာပေါ့ငယ်တော့ကနေပါနေတော့ကဆိုရင် ဒီမှာတက်ပြီးဆော့ပြီးဒီကတော့ဒီနှစ်ပတ်ရရရှိသွားတာတော့ပြည်သက်ရဲ့အပိမှုပေါ့နော်ပြည်သက်ရဲ့အပိမှုကြောင့်သူတက်မှတ်ထားတဲ့ရုံရုံွေရုံွေစံချိန်လေးပေါ့ဒါလေးကိုပြီးသွားတဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုနှစ်ပတ်ပြတ်တက်ပြရတဲ့အတွက်အပိကအပိကကြတဲ့ပြည်သက်ရောက်စီတယောက်စီလေးကိုကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါတယ်ဘောကြတာပြောရဲပေါ့အဲဘောကြတာပေါ့ကျွန်တော် ဆိုလို့ရှိရင်ပါတပုံမရိုက်လိုက်တဲ့ဟိုပရိသတ်တွေတောင်ရှိတယ်အဓိကတော့ဟိုတွေးတဲ့အချိန်လေးပါအကုန်လုံးကိုတော့ရိုက်ပေးချင်တယ်ပေါ့နော်တပုံလေးဒါပေမဲ့တချို့မရိုက်လိုက်ရတဲ့ပရိသတ်တွေရှိတဲ့အခါကျတော့ဒီကေကိုအားနာပါတယ်ဟိုပါဒီကားလေးနဲ့ပတ်သက်ပြီးတော့သူပျော်အဓိကတော့ပျော်သွားတာပေါ့နော်ဟိုပါပေါ့ဒုဆောင်တရားကိုပြင်မှာပြင်ရတဲ့ခံစားမှုမျိုးပိုဖြစ်မှာပေါ့နော်အဲစကားပြီးသွားမှဝင်တဲ့ခါကျတော့လေသူတို့ပျော်ရွှင်နေတာတွေ့ရတော့ကိုယ်တွေလည်းအပျော်တွေပူဆက်တာပေါ့နော်အရန်ရှိရတယ် ောက်ပြီးတော့အရင်သဘောကျရင်ပြောပြောကြမယ်ရေကောင်းတော့မြည်ပြီးမယူရမဆိုင်ရဘူးအာဟာဘောငွေတော့ဆော့ခဲ့တဲ့ဟာတွေပေါ့လေဒါအချိန်ကြီးမှာသုံးပြန်ဝင်တဲ့သဘောပါပဲဟုတ်ငွေကတော့တိပေတက်နေကြပါဘူးအဲတိပေတက်တာပေါ့ငွေတော့နေပါနေတော့ဆိုရင်တိပေပေါ့တက်ပြီးဆော့ပြီးတယ်ငွေတော့တက်တဲ့ခံစားချက်နဲ့ဒါကကိုအတိုင်းတစ်ခုရောက်လာတော့ဒါတက်ကလည်းခံစားချက်နဲ့လည်းတော့ကွာမယ်နဲ့ဆိုရယ်နော်အဓိကတော့ငွေတော့အခြေတွေကိုတတိယပါလား သွားတယ်ဆိုတာတက်ကိုတတိယပါဒါပေမဲ့ကျွန်တော်ရိုက်တာမိုးရွေကြီးဆိုတော့ရေကြီးတွေနဲ့နည်းနည်းတော့အဲ rehearsal တော့နည်းနည်းလုပ်ရတယ်ပေါ့ကိုယ်တိုင်စမ်းတက်ကြည့်ပြီးတော့မှအစဉ်ပြေတဲ့ခါကျမှပဲတက်ဖြစ်တာပေါ့အဓိကတော့ director ကလည်းဒါဟိုတျှော့တဲ့လူကြီးနေပေါ့နော်ဒါတျှော့တဲ့လူကြီးနေဆိုတာလည်းလုပ်ဖြစ်သွားတာပေါ့အဲ့ဒါလေးကိုလေလုံးလိုက်တော့လည်းဘာဖြစ်ဖြစ်ပေါ်ရောက်သွားတာပဲပေါ့ဘူးတွေပါတယ်တုံတုံနဲ့တက်ခဲရတယ်အဲဒူးတုံနဲ့လို့တော့မဟုတ်အဓိကတော့သူကကြောက်ကြောက်နဲ့တက်ရတဲ့ပုံစံမျိုးဆိုတော့လေအဲ့လိုမျိုး ဟိုစိတ်ခံစားမှုတော့ထည့်ထားရတာပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့အဲ့လိုမျိုးအဓိကတော့စိတ်ထဲမှာဂျပန်တွေကိုကြောက်တဲ့စိတ်နဲ့သူကတက်သွားတဲ့သဘောမျိုးဆိုတော့လေအဲအဲ့လိုမျိုးဆက်ရုပ်ပြီးပြအောင်တော့ကြိုးစားခဲ့ရပါတယ်ကိုကိုတိုင်းလည်းဟိုလုံးလို့ရတဲ့တိုင်းတာတခုရှိရဲဆိုတော့ကိုကိုတိုင်းလောက်တာပဲများပါလေကိုတိုင်း လုံးလို့မရတဲ့ဟာမျိုးဆိုရင်လည်းအစားတွေကလည်းမရွေးတာလည်းပါတယ်အဲ့လိုမျိုးလေအဲဘာဆိုတော့ကိုယ်တိုင်လုံးလို့မရမှတော့တခြားလူတွေလည်းမလုပ်စေချင်ဘူးအဲ့လိုမျိုးစိတ်ကြောင့်အာကိုယ်တွေလုံးလို့ရတဲ့ဆရာတော့ကိုပဲရွေးဖြစ်တာများပါဘူးသူရဲကောင်းတော့ပြီးသည်စကားများများပြောရုံထုံးစံမရှိ CGI ကကျွန်တော်တို့ကဒါဟိုပါဘောတက်နိုင်ဆုံးကျွန်တော်တို့ကဟိုအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ပေါ့နော်ကြိုးစားထားရလို့တော့ပဲ ကျွန်တော်ပြောလို့ရအောင်ပါပေါ့ဒီကတော့အကောင်းဆုံးကြီးတော့မဖြစ်သေးဘူးကျွန်တော်တို့ကအာဘယ်လိုခေါ်မလဲဆိုတော့စူးစမ်းမှုကိုတော့ပြင်နေရတယ်ပေါ့အဲ့အတွက်လည်းဘယ်လိုဘယ်လိုပြောရမလဲဆိုတော့ပရိသတ်ရဲ့တချို့ comment တွေကကောင်းတဲ့ဟာတွေရှိတယ်အဲမကောင်းတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အာဒီလိုမျိုးအခြေအနေတစ်ခုကိုတော့ကျွန်တော်တို့ကြော်ဖြတ်ရမှာပေါ့အကောင်းဆုံးကြီးကိုရောက်ဖို့အတွက်ဒီလိုမျိုးနည်းနည်း အဲအားနေချက်ရှိတဲ့ပုံစံမျိုးနဲ့ဖြတ်တန်းကြရမှာအကောင်းဆုံးကတော့ချက်ချင်းတော့ကျွန်တော်တို့ရောက်လို့ပြရပါတော့เนาะဆိုတော့ဖြတ်တန်းနေတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ်ဒီ reset ကလေးကတော့ရှင်းနေစရာကောင်းတဲ့ reset တစ်ခုလို့ကျွန်တော်မြင်ပါတယ်အားနေချက်တွေဖြတ်တန်းတကယ်ကောင်းတဲ့စီးရီးတွေတော့အမိုက်စားရတယ်လို့ဟုတ်လားဟုတ်လားဒီဒိဋ္ဌိချက်မင်းသားပြောတယ်ဘယ်လိုမှိုင်းမှုမရှိဘူးဒီမှာလည်းဟုတ်ပါဘူးဟောပါဘို့ရှိတယ်ဆိုတာနောက်ကားတွေလည်းကျွန်တော်တို့ဒါဇကာထဲမှာဇက်ဝင်ခန်းရာပါဝင်တဲ့ဟိုပေါ့နော် ချိန်တိန်းတာရကျွန်တော်ရာခိုင်နှုန်း20ရာခိုင်နှုန်းတော့ပါဝင်တဲ့အစီအစဉ်ပါဝင်တဲ့ဇာတ်ကားလေးတွေလည်းရှိပါတယ်။အဒီနှစ်ထဲမှာလည်းဒါပဲရှိပါတယ်။အော်ဝတ်တာပါတယ်ကျွန်တော်တို့ကလည်းဘယ်လိုခေါ်မလဲဆိုတော့လေအတတ်နိုင်ဆုံးပေါ့နော်။အခုဒီဖြတ်တန်းခဲ့တဲ့လူပညာတက်တန်းကလည်း20ကျော်ဝန်းကျင်နေတာရောက်နေပြီနော်။ဆိုတော့အဲ့ခါကျတော့အတတ်နိုင်ဆုံးတော့ကိုဒီအဲရိတ်ကူးတဲ့အချိန်မှာ ဒီရကူးတဲ့ဒါရိုက်တာအပြည့်ကြီးဇလန်ရွေးချယ်တာအစပေါ့နော်တက်နိုင်ဆုံးကျွန်တော်တို့ကဒီရုပ်ရှင်ဆန်ပြီးတော့မှအာယတာဟိုဘယ်လိုခေါ်မလဲဆိုတော့ဟာတာယတာတကယ်မြောက်တဲ့ဇလန်မျိုးတွေကိုပဲရိုက်ချယ်တာပေါ့နော်အဲဆိုတော့ဒီဒီကားဒီကားကတကယ်တမ်းဆိုလို့ရှိရင်တော့ဟာတာယတာမြောက်အရင်မြောက်တယ်ဆိုတာအထက်ကိုကျွန်တော်တို့ကတော့ ကော်မရှယ်ပေါ့နော်တကယ်ခုလက်ရှိ trend ဖြစ်နေတဲ့ trend လေးကိုကျွန်တော်တို့90ရာခိုင်နှုန်းလောက်ဝင်ထားတဲ့ကားလို့တော့ပြောလို့ရပါတယ်ဒါအတော့အာတယာတကြီးကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့အရန်ကြီးကျွန်တော်တို့ကဟိုအား site တွေထားရဆိုတော့အဲ့ကိုဖြစ်ဟိုဟာရိုက်လာခဲ့တဲ့အတွေ့အကြုံတွေနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ဒါကားကိုအကောင်းဆုံးတိဆောက်ထားကြရတယ်အကောင်းဆုံးကြိုးစားထားရတဲ့အနေထားလောက်လို့တော့ကျွန်တော်မြင်တယ်ဒါကြီးကအရန်ကြီး perfect ကြီးလို့တော့ ပြောလို့တော့မရသေးဘူးเนาะဒါပေမဲ့ဒီအတိုင်းကလေးတစ်ခုပေါ်မှာပြည်သက်ကဒီလောက်ဒီအားပေးရဆိုရင်ကျွန်တော်တို့ကဒီထက်မကပို့ပြီးတော့လုပ်ဖို့လိုအပ်တယ်ဒီထက်မကပို့ပြီးတော့ကြိုးစားရမယ်ဆိုတော့အဲစိတ်ထဲမှာအဲ့ဒီခံစားမှုတွေကတော့ကျွန်တော်နေတိုင်းနေတိုင်းဝင်မိတယ်ဒါအမှုပညာရှင်တွေလည်းဒီလိုမျိုးပဲဖြစ်တင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အသေးစိတ်ဂရုစိုက်ရတဲ့ဘိုင်းတွေကများလာပါတယ်ဟုတ်တယ်ဘယ်ဂရုစိုက်ရတာလဲပုံများလာတယ်လို့ကျွန်တော်တို့ရဲ့ပေါ်ပုံလဲဆိုတော့လေ ကျွန်တော်တို့အတွက်ပိုကောင်းတယ်ပေါ့အဲကျွန်တော်တို့အတွက်ဒီအမားကိုထောက်ပြနိုင်တဲ့လူတွေပိုများလာနေတယ်အမှန်ကိုအမြင်အမှန်ကိုရောက်ဖို့အတွက်ပုံကြီးလေးပေါ့ဆန်းတဲ့ဝေဖန်မှုကဘောကြတယ်ကွာပူပါတယ်ပေါ့အာပေါ့ပါလာပေါ့ကျွန်တော်ပြည့်စဲဝေဖန်မှုကိုအရန်သဘောကြတယ်နောက်ပြီးတော့လို့ပုံလဲဆိုတော့သူတို့ရဲ့လမ်းပြမှုနဲ့ပဲကျွန်တော်တို့ကဒီဒီလောက်ဒီကိုကျွန်တော်ကလက်တည်နိုင်တယ်ပြောလို့ရပါတယ်ကြည့်မောင်ကျွန်တော်တယောက်တည်းသွားကယ်ခွင့်ပြုပါဘုန်းတော်ကျေတော့တပနဲ့ကျေသွားတယ်ကွာ